ဒီနေ့ကတိနဲ့တနာယီခွဲဆက်ရှင်ယူထားတဲ့တင်နန်းသူကရန်ကုန်မှာအထယ်ဆိုင်ဖွင့်ဘူးတဲ့။အာတင်နန်းသူကပြောပြတယ်။အရင်တုန်းကအပြင်မှာအထယ်ဆိုင်ဖွင့်တာပအားကိုရောင်းကောင်းခဲ့တာ။ဘာမှလည်းတိတ်ပြီးစ조사စရာမလို customer ကိုခြေရတဲ့အထိကိုရောင်းကောင်းခဲ့တာ။ customer မျက်နှာမမြင်ကျင်တဲ့အထိအဲ့လောက်ထိကိုဖြစ်ခဲ့တာချင်းအခုချိန်မှာဆိုင်ရပိတ်သွားပြီးတော့ကိုယ့်ရဲ့အထယ်ကိုလည်း online ပေါ်မှာပြန်လာရောင်းတယ်။ပြန်လာရောင်းတဲ့အခါမှာဘာဖြစ်လို့ခက်ခဲလိုက်တာလဲ။ဘာဖြစ်လို့ဝယ်သူကနဲတာလဲ။ဘာဖြစ်လို့ဝယ်သူမရှိတာလဲ။အဖြေကအရန်ကိုရိုးရှင်းနေ။အရင်တုန်းကကိုရော ောင်းခဲ့တာပြန်စင်းစားကြည့်အရင်တော့ကစ offline kit offline bag မှာပတ်စံတွေပို့သုံးကြပြီးရင်ကိုကအပြင်မှာဈေးကွက်ချရတယ်အပြင်မှာရောင်းတယ် KD မေးလိုက်တယ်ဘယ်မှာရောင်းတာလဲဈေးမှာရောင်းတယ်ဈေးမှာလူများတဲ့နေရာလူတိုးတဲ့နေရာရောင်းတယ်ဈေးကွက်ရှိပြီးသားလူရှိတဲ့နေရာကိုသွားပြီးရင်ဆိုင်ကမ်းမရင်းရအောင်လာ KD မေးတယ်ဆိုင်ကမ်းငှားရတယ်အဲ့ဒီဆိုင်ကမ်းထဲမှာဝယ်သူကိုကိုတွေးဖို့ဆိုင်ထဲမှာပစ္စည်းပြည်နေဖို့မရင်းရအောင်လာပစ္စည်းအစုံမထည့်ထားရအောင်လာပစ္စည်းအစုံထည့်ထားရအရင်တော့အများကြီးမတုံးရအောင်လာတုံးရတယ်ဒါအပြင်မှာအခု online မှာလာလောက် တဲ့အခါမှာနံပါတ်1အရင်တော့ကလို့မျိုးအများကြီးတော့ရင်းစရာမလို့ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ဈေးကွက်မှာကိုယ်လာရောင်းတာအရင်တော့ရောင်းကောင်းခဲ့တာကလူများတဲ့နေရာကိုဆိုင်ကန်းသွားငားတာအခု online မှာကိုယ့်ရဲ့အကောက်မှာကိုယ်လာရောင်းတာကိုယ့်ရဲ့ Facebook ဒါမှကိုယ့်ရဲ့ page ကိုယ့်ရဲ့ TikTok ပြန်ကြည့်ပါကိုယ့်ရဲ့ Facebook မှာ friend ဘယ်လောက်ရှိလဲလူဘယ်လောက်ရှိလဲကိုယ်ပြန်စဉ်းစားလူကတထောင်တထောင်ကအားလုံးကကိုယ့်ကိုတွေ့မနေဘူးပြင် page ရှိလားမင်းလိုက် page လည်းမရှိ TikTok ရှိလား TikTok လည်းမရှိပြီးတော့ပုံထားတဲ့ stock တွေကဘယ်လိုရောင်းရမှာလဲဟုတ်တယ်မလားဘယ်သူမှကိုယ့်ကိုမမြင်နေပ ုံနေ့တိုင်းတင်တာလေးကျဲပုံတင်တာလဲလူတွေကမမတွေ့တာမတွေ့တဲ့အခါမှာကိုဘလို့ရောင်းလို့ရမရကိုရဲ့ကိုစီဈေးခွက်ရှိအောင်ကိုလောက်ရတယ်လူတွေကိုကိုမြင်အောင်ကိုအရင်ဆုံးတည်ဆောက်ပေးရတယ်ဘိုင်းထဲမှာလာရောင်းမယ်ဆိုရင် stock ကအဓိကမဟုတ်ဘူးเนาะအပြင်ဆိုင်နဲ့မတူအပြင်ဆိုင် stock ထည့်ထားရတာဆိုင်အကြီးအကြီးကိုပြင်ဆင်ထားရတာကယုံကြည်မှုရှိဖို့လူမြင်များဖို့လူမြင်လွယ်ဖို့ယုံကြည်မှုတည်ဆောက်ထားရပစ္စည်းတွေနဲ့ပြထားရတယ် online ကအဲ့လောက်ထိမဟုတ် online ကအရင်ဆုံးကိုရဲ့ဝယ်သူရှိအောင်လောက်ရကိုရဲ့တငယ်ချင်းကိုရဲ့ fan ရှိအောင်အရင်ဆုံးလောက်ရကို ရဲ့ page မှာ follower ဥမာထောင်ငန်းနဲ့တောင်ငန်းရှိလာအောင်ကိုလောက်ရတယ် TikTok လည်းအဲ့လိုပဲထောင်ငန်းနဲ့တောင်ငန်းတိုင်ငန်းထိရှိလာအောင်အရင်ဆုံးတည်ဆောက်ပေးရတယ်တည်ဆောက်ပြီးမှကိုလာရောင်းတဲ့အထယ်သူတို့ပို့ပြီးမြင်လာမယ်လူတွေတယောက်မှမရှိဘဲနဲ့အထယ် spot rate ဘလောက်ထိရှိနေလဲဘန်းပြနေဘသူမှကိုကိုမြင်မှာမဟုတ်ဘူးဈေးကွက်ချတဲ့ပုံစံတွေကမတူအရင်တော့စပတ်စံသုံးရတယ်ဒါပေမဲ့ online ကပတ်စံအရင်ကြီးသုံးစရာမလိုဒါပေမဲ့ကိုပါကိုစူးစမ်းရတယ်အချိန်တစ်ခုဆိုတာပေးရတယ်လောက်တဲ့ပုံစံတွေကမတူ online ထဲမှာပြောင်းလာရင် stock ကအဓိကမဟုတ်အဓိကပါလေတိ ီလား content content အရင်ဖန်တီဘာဖြစ်လို့ content လောက်ရမှာလဲကျ content ဖန်တီတာဆိုင်ခွေတာနဲ့အတူတူပဲလေ content ဆိုတာ post တင်လို့ရတယ် video နဲ့ဖန်တီလို့ရတယ် live တွေ့လို့ရတယ်ဒါတွေအားလုံးက content လို့ခေါ်တယ်ကိုက post နဲ့အားတာလားကိုက video content နဲ့အားတာကို live content နဲ့အားတာလားကိုကိုပြန်သုံးသက်ကိုဒီလိုဆိုင်ခွေပေးမှလူတွေကိုကိုမြင်မှလူတွေကိုကိုမြင်မှကိုဘာရောက်တာလဲဆိုတော့တို့ကိုကိုတိမှကြိုက်မှကိုပစ္စည်းလာဝယ်မှ content ဖန်တီဖို့အချိန်တန်ပြီးပစ္စည်းပဲရောင်းဖို့ပစ္စည်းပဲ stock ဖို့ရင်းဖို့မစင်စားနဲ့ content ဖန်တီတော့အရင်ဆုံး လိကြည့်ပါလိကြည့်ချင်တဲ့တင်ယူခြင်းနဲ့တကယ်လို့အဆောက်လောက်တဲ့သူတွေအတွက်အခြေအနေလောက်ပဲဆိုရင်အပြင်သွေးနဲ့မတိတော်သေးအခု line မကောင်းတဲ့အခြေအနေမှာဆိုရင် video content class နဲ့တင်ယူရတာအရန်လွယ်ကူပါတယ် content ပိုင်းမှာတည်တည်ချာချာဖန်တီးတတ်ခြင်းနဲ့ဆိုရင် content based learning class မှာအထူးခြင်းနဲ့အလုပ်ရပါတယ်ကျေးဇူးတင်ပါတယ် coach ကတိပါ